ကျွန်မအခု AI နဲ့စကားပြောကြည့်မယ်ဒီနေ့ကရော သူကဘယ်လိုပုံစံမျိုးတွေဖြေมาလဲဒါကတော့နောက်ထပ်တစ်ခုကိုရွေးထားတာပေါ့เนาะအဲအဲ့ဒီတော့သူကဘာဖြေมาလဲဆိုအောင်ကျွန်မသိချင်တယ်အဲ့တော့ဘသူကပုံမှန်လဲပေါ့เนาะဒါလေးကိုကျွန်မချိန်ကြည့်ချင်တယ်ဒါကြောင့်မို့လို့ကျွန်မသူနဲ့ဒီခု AI ကိုမေးမယ်เนาะမေးတော့မယ် AI AI ကိုသင်္ချာကနန်းတွေမေးမယ်ဆိုရင်ဖြေနိုင်မှာလားယင် ူကဘယ်လောက်ထိအလုပ်လုပ်လဲပေါ့နော်သူဘယ်လောက်ထိကိုယ်တွေကိုဟိုအကျိုးပြုနိုင်မလဲပေါ့အဲ့ဒါလေးသိချင်တာ Hello AI ဟုတ်မေးပါခင်ဗျာမေးပါခင်ဗျာသူရေးထားတာကတော့တင်ချကဏ္ဍနဲ့ပတ်သက်ပြီးတော့ပါအောင်သိချင်တာလေဒါပေမဲ့ तू ကထုတ်ပြောတာတော့မရှိဘူး Okay အဲအဲ့ဒါဆိုလို့ရှိရင် AI ကိုတခုမေးချင်တယ်ပေါ့နော် အ16 16လီဘလောက်လဲ16ကိုအမြောက်16 16အမြောက်16ဆိုရင်ဘလောက်လဲအဲ့ဒါလေးကိုဖြည့်ပေးပါစက္ကန့်ပိုင်းအတွင်းအမြန်ဖြည့်ပေးရမယ်နော်ကိုယ်တော်အောင်မိုက်ကိုအောင်မစားဘူးသူကသိနေတယ်လို့ဖြစ်256ပါခင်ဗျာโอเค 156 okay အဟုတ်ပြီဒါဆိုလို့ရှိရင် AI ကိုနောက်တစ်ခုထပ်မေးမယ် um 90 90လीဆိုရင်ဘယ်လောက်ကြမလဲအဲ့ဒါလေးတစ်ခုဖြေပေးပါโอเคမေးပါလွယ်တယ်နော်တခြားပါသိချင်းသေးတယ်ဟဲ့90မြောက်90ကနားထောင်သွန်လာကိုစေပါခင်ဗျာဟားတယ် AI ရှင့်ကိုကျမမေးတာက80အမြောက်80လွယ်လွယ်လေးပဲလေမြန်မြန်လေးဖြည့်ပေးလိုက်နော်ခုနှစ်ခုနှစ်လေး49 3ညနှလုံးထဲ4900မြန်နေရောဟာကိုဘာတွေဖြည့်နေရလဲမသိဘူး AI ရှင့်မြန်မြန်ဖြည့်ပေးပါ80အမြောက်80ဘလောက်လဲ80အမြောက် ခုနှစ်ဆယ်က၄ဖောင်၉လိုက်ပါခင်ဗျာ၄900အဲဆုံးမှတ်နေအဲ့တော့သူတို့ကယုံရလားမယုံရလားဆိုတော့အခုချိန်မှာတော့သူတို့ကလည်းဟိုအဆဆိုတော့လေအဲ့လောက်ထီတော့ဟိုမလိုက်နိုင်သေးဘူးလို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့လို့တခြားဟာတွေနဲ့တစ်ချက်စမ်းသပ်ကြည့်ကြည့်မယ် AI ရှင်ကျမရှင်ကို လူတွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မေးကြည့်လို့ရလား ဖြစ်ချာနဲ့ပတ်သက်ပြီးတော့လူတွေနဲ့ပတ်သက်ပြီးတော့မေးပါခင်ဗျာလူတွေနဲ့ပတ်သက်ပြီးဘာကိုသိချင်တာလဲอืมဘာမင်းကောင်းလဲဆိုဟုတ်ပြီဘောနော်လူတွေကလူတွေကဘယ်အသက်အရွယ်မှာသပင်ဖြူကြတာလဲပေါ့နော်များသောအဖြစ်ပေါ့ပြောပြပေးကြည့်ပါလား ဖြစ်တာဟောနေရှင်ကြာ AI ခုနက AI ရဲ့ကျမရှင်ကိုခုနကမေးတာလေးကိုဖြေပေးပါလူတွေကဘယ်အသက်အရွယ်မှာသပင်စဖြူကြတာလဲဘာဖြစ်လို့ဖြူကြတာလဲပြောပြပေးပါ AI ကိုဖောက်ပြမေးရဒါမဲ့ဒါတူတူလေးလာထားရဆိုသူတည်ရတယ်ကအသက်စွမ်းနောက်ပိုင်းလောက်ကနေ အသက်30နောက်ပိုင်းကနေတဲ့သဘင်စားဖြစ်ကြကြပါတယ်ဒါပေမဲ့လူတယောက်နဲ့တယောက်မတူနိုင်ပါဘူးတချို့လူတွေကပိုစောပြီးဖြူနိုင်တယ်လို့တချို့လူတွေကပိုလူတွေကပိုနောက်ကြပြီးဖြူကြတာလည်းရှိပါတယ်ခင်ဗျာဟုတ်ပါပြီဘာလို့ဖြူတာလဲကျွန်တော်မဖြေတော့ဘူးအဲ့ဒါကဘာဖြစ်လို့ဖြူကြတာလဲဟင်အေးအုံနောက်စားပြီးနေတူတယ်နော် ကျွန်မမေးနေတယ်လေကျွန်မကိုမေးတာဟုတ်ပါတယ်ခင်ဗျာကျွန်တော်ကျွန်တော်ဖြေပေးနိုင်ပါတယ်ခင်ဗျာอืมအေးလေဟိုဟာ AI ကိုအခုမေးတယ်မလားအဲ့ဒီဘာဖြစ်လို့လူတွေကသပင်ဖြူကြတာလဲမွေးတုံးကအမဲဆိုရင်တသက်လုံးအမဲဖြစ်နေရမှာမဟုတ်ဘူးလားဘာဖြစ်လို့ဖြူကြတာလဲလို့ ဒါပေမဲ့တချို့ကငငယ်လေးနဲ့ဖြူတာရတယ်အများကြီးဖြစ်တယ်ဒါကသူ့အတွက်တမင်ကတော့စားရှင်လို့စပင်းကိုအယံချေပေးတဲ့မယ်လနင်တတဲ့ကအသက်ကြီးလာတာနဲ့မြောက်မယ်လနင်တွေကအသက်ကြီးရနေတယ်လို့ဟုတ်ပြီဒါကြောင့်ဒါကြောင့်မလို့စပင်းကအမဲရောက်လာတယ်ဖြူဖြူလာကြတာပါ Okay ဒါဆိုလို့ရှိရင်စပင်းအမဲကိုစပင်းဖြူအောင်လို့ဆိုးကြတယ်ဆိုရင်ရော 음အဲ့ဒါကအဲ့ဒီဘာကြောင့်လဲအဲ့ဒါလေးကိုဖြည့်ကြည့်ပါလားပြူရစပင်းဒီကိုနှုတ်တာကပူပြူလာစီတဲ့ဆိုတာကပြောရစကားရှိပါတယ်မိသားတခြားဖြေတာတကယ်တော့တကယ်တော့စပင်းနှုတ်တာကစပင်းမပြူစင်တာပါဗျာစပင်းပြူတာက ဥယျာဉ်မှာရှိတဲ့မယ်လနီတက်လီကိုညောင်းနေတော့လို့ပါဒါကြောင့်စပေးအမြောက်ကြီးနှုတ်တာနှုတ်တာကကတော့ဥယျပြားကိုဥယျပြားကိုထိခိုက်နာကျင်းနေပါတယ်။ဟွန်းသူပြောတာတခြားကိုမေးတာတခြားထားလိုက်ပါတော့။အဲ့တော့အခုမေးတာကတခြားပေါ့နော်ဖြေတာကတော့တခြားဖြစ်နေတယ်။အဲလူတွေကသပင်ကို ဖြူချင်လို့သမင်တကာလှုပ်ယူကြတယ်။ အဲ့ဒီအဲ့ဒါကြတော့ဘောဘာဖြစ်လို့လဲသူ့ကိုနည်းနည်းရှုပ်တဲ့မေးခွန်းမေးလိုက်တယ်လို့ဖြစ်သွားတယ်ထားလိုက်ပါတော့အဲ့ဒီတော့သူဖြေနိုင်မှာမဟုတ်လောက်သူတို့ကရိုးရှင်းတာကိုဖြေတယ်ဒါပေမဲ့ဒါတော်တော်လေးကိုသူတို့ကြိုးစားထားတယ်ပေါ့နော်စော့ဝဲကတော်တော်လေးကိုမစိုးဘူးလို့ပြောရမယ်ထားလိုက်ပါတော့နော် အဲ AI ရေရှင်ကကျမဖြေတာကိုကျမပြောတာကိုနားမလည်တော့ဘူးလို့ထင်တယ်ပေါ့နော်ထားလိုက်တော့ဟိုကျမရှင်ကိုတခြားအကြောင်းအရာတစ်ခုကိုထပ်မေးချင်တယ်အဲ့တော့ခုနကဒီမှာတွေ့ရတာဗာပြောချင်လို့သူတို့ကတော့ကိုကအကြောင်းအရာတစ်ခုကိုမေးလိုက်တဲ့အခါမှာအဲ့ဒီအကြောင်းအရာကိုသူကတော့ဟိုခေါင်းထဲကိုဟိုစုပြီးထည့်လိုက်တယ်ထည့်ပြီးတော့သူက ဘာလို့လဲဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ तू ကဖြန့်ပြီးတော့ရှာလိုက်ပြီးတော့အဲ့ဒါနဲ့ပတ်သက်တာကို तू ကလာထုတ်ပြောတာပေါ့နော်အဲ့လိုမျိုးအဲ့ဒီတော့ဟိုတိတိကျကျအနေနဲ့ तू ပြောနိုင်တာတော့မရှိသေးဘူးဒါကိုတွေ့ရတယ်ပေါ့နော်အဲတခါလေကြရင်လဲကိုပြောတဲ့စကားကိုတန်ရောင်လိုက်ပြီးတော့ तू ကပြန်ပြောတယ်လို့လဲခံစားမိတယ်နော်အဲ့ဒါလေးတစ်ခုပေါ့နော်အဲ့တော့ AI နဲ့ပတ်သက်ပြီးတော့ကျမတို့ကယုံလို့ရသေးလားဆိုတော့အခုချိန်မှာ တည်တည်ချာချာယုံကြည်လို့တော့မရဘူးဒါပေမဲ့လို့ပြင်းလို့ရှိရင်တော့အဲ့လိုပြောတာတော့အပြင်းပြေတယ်ပေါ့ဒါပေမဲ့သူတို့ပြောတဲ့စကားတိုင်းကဟိုကိုယ်တကယ်အတုံးသေးချင်မှတည်လိမ့်မယ်လက်ရှိမှာပေါ့နော်တစ်ချိန်တော့မပြောတတ်ဘူးအခုချိန်မှာပေါ့အဲ့တော့နောက်တစ်ခုကိုထပ်ပြီးတော့ဟိုအပိတ်အနေနဲ့မေးကြည့်ချင်တယ်နော် AI ရဲ့ရှင်မြမပြည်ကရွှေအကြောင်းကိုသိလာရင်အဲ့တော့ကျွန်တော်ကကိုနိုင်ငံရဲ့ဘဟုတုတ္တကိုသိနေတယ်မြမပြည်ရဲ့ရွှေအကြောင်းကိုဒီပါတယ်မြန်မာနိုင်ငံမှာရွှေကိုအဖိုးတန်တူအဖြစ်ရှေးမြန်မာနေကတရားကအမြဲတမ်းတန်ဖိုးထားကြပါတယ်ခင်ဗျာအဲ့ဒါဆိုလို့ရှိရင် AI ကိုတစ်ခုမေးမယ်ပေါ့နော် ရွှေတကြက်သားမှာဘယ်နှပဲရှိလဲဆိုတာကို AI ပြောပြလို့ရမလားမြန်မာပြည်အကြောင်းသိတယ်ဆိုရင်ဒူတာကိုဖြည့်ပေးနိုင်အောင်ပါလေဟုတ်တယ်ရွှေတကြက်ပါမှာ16ရက်ရှိပါတယ်ခင်ဗျာโอเค good အဲချစ်စုံများရေးတင်ပါတယ် AI အဲ AI ပြောတာမှန်ပါတယ်16ပဲရှိတယ်တပဲမှာရောဘယ်နှရွေးရှိတယ် ရွှေတပဲမှာဘယ်နှရွေးရှိလဲနောက်ဆုံးပိတ်အနေနဲ့ဖြည့်ပေးကြည့်ပါလားရှိရလို့ဟုတ်ကဲ့ခွင့်လောက်ပါခင်ဗျာကျွန်တော်တပဲမှာရှိရွေးရှိပါတယ်ခင်ဗျာမှန်ပါတယ်ရှိရွေး